ီရန်ဟာပြီးခဲ့တဲ့ဆယ်စုနှစ်များစွာအတွင်းကိုယ်စားလှယ်အဖွဲ့တွေနဲ့အနောက်အုပ်စုကိုဆန့်ကျင်တဲ့နိုင်ငံတွေနဲ့မဟာမိတ်ဖွဲ့ပြီးအင်အားစုစည်းခဲ့ပေမဲ့အခုချိန်မှာတော့ဘယ်သူမှသူ့ကိုလာကူညီတာမရှိပါဘူး။အီရန်ရဲ့မဟာမိတ်တွေပျောက်ကွယ်သွားခဲ့ပါပြီ။ Hezbollah နဲ့ Hamas တို့တောင်အရာတိုလာကိုစွန့်ခွာသွားခဲ့ပါတယ်။ဒါကလူတိုင်းကအီရန်ကိုကြောက်ခိုင်းတော့ရတဲ့အဓိကအကြောင်းအရင်းပါပဲ။အင်အားအကြီးဆုံးမဟာမိတ်တွေဖြစ်တဲ့တရုတ်နဲ့ချိုင်းနာကနေစပြောပါမယ်။ Bloomberg သတင်းစာရဲ့ဖော်ပြချက်အရာ အီရန်ဟာပြီးခဲ့တဲ့ဆယ်စုနှစ်များစွာအတွင်းအရှေ့အလယ်ပိုင်းနဲ့အခြားဒေသတွေမှာမိဖက်ကွန်ရက်ကြီးတစ်ခုကိုတိဆောက်ခဲ့ပါတယ်။ဒီမိဖက်ကွန်ရက်ဟာမကြာသေးမီကချစ်ထွင်ခဲ့ပြီးအရင်ကဆီးရီးယား၊ဟစ်ဘိုလာနဲ့ဟာမတ်စ်တို့လိုအီရန်ကိုထောက်ခံတဲ့စစ်သွေးကြောအဖွဲ့တွေနဲ့စစ်အစိုးရတွေတမကရုရှားနဲ့တရုတ်တို့အထိပါဝင်လာခဲ့ပါတယ်။သူ့ရဲ့ပင်လယ်ကွေ့အာရဗ်ပြိုင်ဘက်တွေဖြစ်တဲ့ဆော်ဒီအာရေဗျားနဲ့အာရဗ်စော်ဘွားများပြည်ထောင်စု United Arab Emirates တို့နဲ့ပါဆက်ဆံရေးပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ဒီအဖွဲ့တွေအလုံးဟာ အီရန်ရဲ့ခုခံတွန်းလှန်ရေးမဟာမိတ်အဖွဲ့ Essex of Resistance ကိုဖွဲ့စည်းဖို့ရည်ရွယ်ခဲ့တာပါ။ဒါပေမဲ့အခုတော့အားလုံးကအီရန်ကိုကြောက်ခိုင်းထားပုံရပါတယ်။ဒီလိုဖြစ်လာလိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ပါဘူး။၂010ပြည်နှစ်တွေတုန်းကပြင်းထန်တဲ့ပိတ်ဆို့မှုတွေကြောင့်အနောက်နိုင်ငံတွေရဲ့ဖယ်ကျင်မှုတံကိုအီရန်ကအပြင်းထန်ခံစားခဲ့ရချိန်မှာအခုအညီအတွက်ရုရှားနဲ့တရုတ်စီကိုသူ့ရဲ့မဟာမိတ်အဖွဲ့ဗျူဟာကိုဥတီခဲ့ပါတယ်။ရုရှားနဲ့ပုံပြီးရင်းနှီးတဲ့ဆက်ဆံရေးတိစောက်နိုင်ခဲ့ပါတယ်။ ရုရှားသမ္မတဗလာဒီမာပူတင်ကယူကရိန်းကိုကျူးကျော်ဖို့ဆုံးဖြတ်တဲ့အခါသူ့ရဲ့စစ်ပွဲအတွက်လိုအပ်တဲ့လက်နက်တွေပေးဖို့ပထမဆုံးစစ်တနဝန်ထမ်းခဲ့တဲ့နိုင်ငံတွေထဲမှာအီရန်လည်းပါဝင်ပါတယ်။အီရန်ရဲ့အကြီးအကဲအကူအညီကတော့ဒရုန်းတွေပါပဲ။ရုရှားဟာအီရန်လို့ရှာဟက်ဒရုန်းအနည်းဆုံး8060ကိုယူကရိန်းကိုတိုက်ခိုက်ဖို့အသုံးပြုခဲ့ပါတယ်။ရုရှားဟာအီရန်ရဲ့အစိပ်ပိုင်းတွေနဲ့ဤပညာမှတ်တမ်းတွေကိုအခြေခံပြီးသူ့ကိုယ်ပိုင်ရှာဟက်ဒရုန်းတွေထုတ်လုပ်နိုင်ခဲ့ကယူကရိန်းကိုနေ့စဉ်တိုက်ခိုက်နေပါတယ်။ မဟာမိတ်ဆက်ဆံရေးကအီရန်ဒါမှမဟုတ်ရုရှားအကြက်တဲကြုံလာရင်တရုတ်ကတရုတ်ကိုကူညီဖို့ပဲရည်ရွယ်ခဲ့တာပါတရုတ်ကိုကြည့်မယ်ဆိုရင်လေတရုတ်ကသူ့ကိုယ်သူအခြားစူပါပါဝါနိုင်ငံနဲ့ပဋိပက္ခဖြစ်နေတဲ့အီရန်လိုနိုင်ငံတွေကိုကာကွယ်ပေးတဲ့သူရဲကောင်းကြီးအဖြစ်သတ်မှတ်ခဲ့ပြီးတော့ဒီမဟာမိတ်ဆက်ဆံရေးကကုန်သွယ်ရေးအထိပါကျေပြန့်လာခဲ့ပါတယ်တရုတ်ဟာအီရန်စီကနေရည်နံအများအပြားဝယ်ယူပါတယ်တရုတ်ဟာလက်ရှိမှာအီရန်ရဲ့ရည်နံတင်ပို့မှုရဲ့90ရာခိုင်နှုန်းလောက်ကိုဝယ်ယူနေတာကြောင့် အီရန်ဟာစီးပွားရေးအရာရက်တည်ဖို့တရုတ်နဲ့မဟာမိတ်အပေါ်ကိုမိခိုနေရပါတယ်။ BRICS မဟာမိတ်အဖွဲ့တွေကိုလည်းထည့်သွင်းစဉ်းစားရပါမယ်။အီရန်ဟာရုရှားတရုတ်နဲ့အခြားနိုင်ငံ၈နိုင်ငံတို့နဲ့အတူဒီစီးပွားရေးမဟာမိတ်အဖွဲ့တွေရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ BRICS ဟာစီးရေးမဟာမိတ်အဖွဲ့မဟုတ်ပါဘူး။ဒါပေမဲ့ဒီမှာအတိအကစကလုံးကပူးပေါင်းဆောင်ရွက်မှုပါပဲ။အခုအစ္စရေးနဲ့အမေရိကန်ရဲ့တိုက်ခိုက်မှုတွေခံနေရချိန်မှာအီရန်ကရုရှားနဲ့တရုတ်တို့က သူ့ကိုလာကူညီလိုက်မယ်လို့မျှော်လင့်ပါတယ် BRICS အဖွဲ့ဝင်ဖြစ်လို့တည်းမဟုတ်ပါဘူးအီရန်ဟာပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းရုရှားအတွက်လက်နက်ထောက်ပံ့သူနဲ့တရုတ် အတွက်ရင်းနှီးရင်းမြစ်အဖြစ်ရှိနေခဲ့လို့ပါပဲဒါပေမဲ့နှစ်နိုင်ငံစလုံးကအီရန်ကိုတတ်နိုင်သမျှအကူအညီပေးခဲ့တာလေးတော့ရှိပါတယ်အဲ့ဒါကတော့တရုတ်ဟာအီရန်ရဲ့အတိတ်ကနျူကလ িয়ার စကန်တွေကို GBU 57ဘုံးစလေးလုံးနဲ့တိုက်ခိုက်ခဲ့တဲ့အမေရိကန်ကိုပြင်းပြင်းထန်ထန်ရှုတ်ချခဲ့တဲ့ပထမဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်ပါတယ် ။တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကလည်းပဋိပက္ခမှာပါဝင်ပတ်သက်သူတွေအထူးသဖြင့်အစ္စရေးအနေနဲ့အမြန်ဆုံးအပြစ်ကတ်ရက်စဲဖို့တရုတ်ကတောင်းဆိုပါတယ်လို့ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ပါတယ်။ရုရှားကလည်းအလားတူရှုတ်ချခဲ့ပါတယ်။အချို့ချအာနာပိုင်နိုင်ငံရဲ့နေမျိုးကိုဒုံးကျည်နဲ့လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဖို့ဒီလိုမိုက်မဲတဲ့ဆုံးဖြတ်ချက်ဟာနိုင်ငံတကာဥပဒေကိုထင်ထင်ရှားရှားချိုးဖောက်ခြင်းဖြစ်တယ်လို့အမေရိကန်ရဲ့တိုက်ခိုက်မှုနောက်ပိုင်းဇွန်လ22ရက်နေ့ကရုရှားနိုင်ငံသားရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ ဒါကြောင့်ရှုတ်ချမှုတွေတော့အများကြီးရှိပါတယ်။ဒါပေမဲ့အီရန်ကအနောက်နိုင်ငံနဲ့တိုက်ခတ်ရင်ဒိုက်ရိုက်စစ်ရေးအကူအညီပေးလိမ့်မယ်လို့အားကိုးခဲ့တဲ့ဒီအင်အားကြီးနိုင်ငံတွေဘာမှထပ်မလုပ်ခဲ့ပါဘူး။ဒါကဘာလို့လဲ။ရုရှားနဲ့ပတ်သက်ရင်တချို့စစ်ရေးအကူအညီတွေရောက်လာတင်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကအီရန်နဲ့ရုရှားဟာရုရှားနဲ့ဗတ်စုံမဟာဗျူဟာမြောက်မိတ်ဖက်စာချုပ်ကိုလက်မှတ်ထိုးခဲ့ကြပါတယ်။ဒီစာချုပ်ကိုအစ္စရေးက Operation Rising Lion စတင်ပြီးနောက်ပိုင်းအီရန်ကအတည်ပြုခဲ့တာပါ။ ဒါပေမဲ့ဒီမှာပြဿနာရှိပါတယ်။ဒီစာချုပ်ဟာအများမြင်ကြသလိုနှစ်ဦးနှစ်ဖက်ကာကွယ်ရေးစာချုပ်မဟုတ်ပါဘူး။တစ်ဖက်ဖက်ကအတိုက်ခိုက်ခံရရင်စည်ရေးအကူအညီပေးရမယ်လို့မပါဝင်ပါဘူး။ရန်သူကိုမကူညီဖို့ပဲနှစ်ဖက်စလုံးကကတိပြုထားတာပါလို့ဆိုပါတယ်။ဒါဟာပူးပေါင်းကာကွယ်ရေးစာချုပ်မဟုတ်ပါဘူး။ရုရှားအနေနဲ့အီရန်ကိုကာကွယ်ဖို့တာဝန်မရှိပါဘူး။ပူတင်ကလည်းဒီအချက်ကိုအခွင့်အကောင်းယူနေပါတယ်။အခုအချိန်မှာရုရှားအတွက်အီရန်ကိုတိုက်ရိုက်ကူညီဖို့အကျိုးအမြတ်မရှိပါဘူး။ဒီလိုလို့ရင် အနောက်နိုင်ငံတွေနဲ့ထိတိုက်ရင်ဆိုင်ရမှာပါဒါကဣသရေးနဲ့အမေရိကန်ရဲ့ပူးပေါင်းတပ်ဖွဲ့တွေကိုရင်ဆိုင်ဖို့ရုရှားရဲ့အကူအညီကိုအီရန်ကအားကိုးနေရင်ကြုံရမယ့်ပြဿနာပါရုရှားကအမေရိကန်နဲ့တတမန်ဆက်ဆံရေးထူထောင်ဖို့ကြိုးစားနေချိန်မှာဒီတိုက်ပွဲကိုအကျိုးအမြတ်ဖြစ်မမြင်ပါဘူးအဲ့ဒီအစားပူတင်ကပရိပက္ခတ်မှာဂျားဝင်ဖျံပြေသူအဖြစ်လှုပ်ဆောင်ဖို့ကန့်လန့်ခဲ့ပါတယ်ဒါအပြင်ရုရှားရဲ့အကူအညီမရတာနောက်ထပ်အကြောင်းရင်းတစ်ခုရှိပါသေးတယ်ပူတင်ဟာယူကရိန်းစစ်ပွဲမှာအလုရှုပ်နေတုန်းပါပဲ။ သူ့ရဲ့စစ်ပွဲဟာအခုဆိုရင်၄နှစ်ထဲကိုရောက်နေပြီဖြစ်ပြီးပြီးဆုံးမဲ့အရေးအယောင်မရှိပါဘူး၂၀25ခုနှစ်တနှစ်ပတ်လုံးဒီပါ American သမ္မတ Donald Trump ကပူတင်ကိုအပြစ်ခတ်ရက်ဆဲဖို့ဖိအားပေးနေပါတယ်ပူတင်ကတော့အဲ့ဒီအပြစ်ခတ်ရက်ဆဲရေးကိုမလိုချင်ပါဘူးအခု American ကအီရန်ကိုအာရုံစိုက်နေတဲ့အတွက်ပူတင်ဟာအနောက်နိုင်ငံရဲ့ဝေဖန်မှုတွေကိုမစိုးရိမ်ပဲယူကရိန်းကိုဆက်လက်ကျူးကျော်ဖို့အခွင့်အရေးကိုမျက်နှိုးနေပါတယ် အမေရိကန်ကအာရုံလွှဲနေလို့ရုရှားကယူကရိန်းမှာပုံပြီးအပြင်းထန်တိုက်ခိုက်နိုင်ပါတယ်။ဇွန်လ18ရက်နေ့ကလည်းရုရှားဟာကီယက်မြို့ကိုပြင်းထန်စွာတိုက်ခိုက်ခဲ့လို့လူ14ယောက်သေဆုံးပြီးဒါဇင်နဲ့ချီတန်ရာရခဲ့ပါတယ်။ဒီတိုက်ခိုက်မှုမှာအစ္စရေးရဲ့ Operation Rising Lion စတင်ပြီးရက်အနည်းငယ်အကြာမှာဖြစ်ခဲ့တာပါ။အမေရိကန်ကအီရန်ကိုပဲအာရုံစိုက်နေလို့အပြစ်မဲ့အရက်သားတွေသေဆုံးတာကိုရုရှားကမရှုတ်ချခဲ့ပါဘူး။ပူတင်လိုချင်တာကဒါပါပဲ။ ဒါဟာအီရန်ကိုမကူညီရတဲ့အဓိကအကြောင်းအရင်းဖြစ်နိုင်ပါတယ်။သူ့ရဲ့အရှိအလေပိုင်းကမဟာမိတ်ကြီးဒုက္ခရောက်တာကိုလက်ပိုက်ကြည့်နေပြီးတော့အဲ့ဒီဒုက္ခကသူ့ကိုယူကရိန်းမှာအနောက်နိုင်ငံရဲ့ဝေဖန်မှုကိုမစိုးရင်ပဲလှုပ်ချင်တာလှုပ်နိုင်တဲ့အခွင့်အရေးတွေဖန်တီးပေးနေပါတယ်။ဒါဆိုတရုတ်ကရောဘယ်လိုပါလဲ။ဒီအီရန်ရဲ့မဟာမိတ်လို့ပြောခံရတဲ့နိုင်ငံကဘာကြောင့်ဒီပရိပက္ခတ်မှာဘေးထိုင်ကြည့်နေတာလဲ။ United Emirates Institute of Peace USIP ရဲ့ထောက်ပြချက်အရတရုတ်မှာအီရန်နဲ့ စွန့်အင်နဲ့စီးပွားရေးဆိုင်ရာအကျိုးစီးပွားအကြီးအကျယ်ရှိပါတယ်။ RF အဖွဲ့ချုပ်မှပါဝင်တဲ့နိုင်ငံ22နိုင်ငံစလုံးဟာတရုတ်ရဲ့ပိုလမစီမံကိန်း Belt and Road Initiative မှာပါဝင်နေပါတယ်။ USIP ရဲ့အဆိုအရ2024ခုနှစ်တနှစ်ထဲမှာတင် RF နိုင်ငံတွေနဲ့တရုတ်ရဲ့ကုန်သွယ်မှုကဒေါ်လာဘီလီယံ400ကျော်ခဲ့ပါတယ်။ဒါပေမဲ့ရုရှားလိုပဲတရုတ်ကလည်းအီရန်မှာဖြစ်နေတဲ့အခြေအနေကိုအခွင့်အရေးဖြစ်ရှုမြင်ပါတယ်။ပူတင်အတွက်တော့ဒီအခွင့်အရေးဟာအာရုံလွဲမှုပါပဲ။ အမေရိကန်ကအီရန်ကိုအာယုံစိုက်လေယူကရိန်းမှာစစ်ကိုဆက်တိုက်နေတဲ့ရုရှားကိုအာယုံရော့လေပါပဲတရုတ်သမ္မတရှီကျင်းဖြင့်အတွက်တော့အီရန်ပဋိပက္ခဟာအရှိအလေပိုင်းနဲ့အာရှမှာသူ့ရဲ့ဩဇာကိုပိုပြီးထိုးဖောက်နိုင်မယ့်အခွင့်အရေးဖြစ်ပါတယ်တရုတ်စစ်သည်မော်တွေဟာ၁၀နှစ်လောက်အထိဒီဒေသကိုပုံမှန်လာရောက်လည်ပတ်ခဲ့ပါတယ်မိလာမှာလည်းတရုတ်လီတက်ဟာအီဂျစ်ကိုတွားပြီးစီရီလိကျင့်မှုပူတွေလုပ်ခဲ့ပါတယ်ဒါကတရုတ်ဟာအမြဲလုံနေကြအတိုင်းတိုက်ရိုက်လှုပ်ဆောင်တာထက်တတမန်ရေးကိုပိုအာယုံစိုက်ပြီး အမေရိကန်ရဲ့ရန်လုံမှုကိုစိုးရိမ်တဲ့နိုင်ငံတွေကိုကာကွယ်ပေးနိုင်တဲ့မိဖက်အဖြစ်သူ့ကိုယ်သူနေရာယူနိုင်တယ်ဆိုတဲ့သွေဝိုက်တဲ့ message ကိုပေးပို့နေတာပါပဲ။တရုတ်ကအီရန်ကိုတိုက်ရိုက် မကူညီရင်သူ့ရဲ့မဟာမိတ်ဖွဲ့မှုပျက်စီးသွားနိုင်တယ်လို့ပြောနိုင်ပေမဲ့ချီကတော့တခြားနည်းနဲ့မြင်နိုင်ပါတယ်။သူကအီရန်မှာဖြစ်နေတာကိုတခြားနိုင်ငံငယ်လေးတွေအတွက်နမူနာအဖြစ်ပြသနိုင်တယ်လို့ယုံကြည်နိုင်ပါတယ်။ဒီလိုအ धिक ဒေတာတွေစစ်ရင်အာကြီးနိုင်ငံကိုဘာဖြစ်နေလဲကြည်ပါ။ကျွန်တော်တို့နဲ့ပူးပေါင်းရင် ခမည်းတော်ကိုဒီလိုကကြမဇိုးကနေကာကွယ်ပေးနိုင်ပါတယ်လို့တရုတ်ကပြောနိုင်ပါတယ်။ဒီလိုအခွင့်အရေးသမားစိတ်တဟာရုရှားနဲ့တရုတ်တို့ရဲ့အီရန်ကိုကူညီဖို့ညှင်းဆန်ရတဲ့အဓိကအကြောင်းရင်းပါပဲ။ဒါဆိုအီရန်ရဲ့ကိုယ်စားလှယ်အဖွဲ့တွေကရောဘယ်လိုပါလဲ။အီရန်ကဒီလိုအခါမျိုးအတွက်စေစုနဲ့များစွာတိစောက်ခဲ့တဲ့စစ်သွေးကြွအဖွဲ့တွေနဲ့မဟာမိတ်နိုင်ငံတွေရဲ့ကွန်ရက်ကရောဘယ်မှာပါလဲ။သူတို့ကဘာကြောင့်လိုအပ်နေချိန်မှာအီရန်ကိုကြောက်ခိုင်းထားပုံရတာလဲ။ Hamas, Hezbollah နဲ့ ဟူတီတို့လိုအဖွဲ့တွေကိုအီရန်ကနှစ်ပေါင်းများစွာရန်ပုံငွေထောက်ပံ့ပြီးလိကျင့်ပေးခဲ့တာပါလက်ဗနမအခြေစိုက်တဲ့ဟစ်ဘိုလာဟာအီရန်ရဲ့အကူအညီကိုအများဆုံးရရှိခဲ့တဲ့အဖွဲ့ပဲဖြစ်ပါတယ်ဟစ်ပိုလာကိုမကြသေးမီကအထိကမ္ဘာပေါ်မှာအင်အားအကြီးဆုံးနိုင်ငံမဟုတ်သောစစ်ရေးအင်အားစု NAN State Military Force အဖြစ်သတ်မှတ်ခံထားရပါတယ်။မကြသေးမီနှစ်တွေအတွင်းအစ္စရေးကိုအပြင်းထန်ဆုံးဒုံးကျည်တိုက်ခိုက်မှုတစ်ချို့ကိုလုပ်ခဲ့တဲ့အဖွဲ့ဆိုရင်လည်းမှားပါဘူး။ ဒီအဖွဲ့တွေဟာအရင်ကအစ္စရေးကိုပျော်ပျော်ကြီးတိုက်ခိုက်ခဲ့ကြပါတယ်။2023ခုနှစ်အောက်တိုဘာလမှာဟားမတ်စ်ကအစ္စရေးကိုအပြင်းထန်အကြမ်းဖက်တိုက်ခိုက်ခဲ့လို့လူ1139ဦးသေဆုံးပြီးဒဇာကန်200ကျော်ဖမ်းဆီးခဲ့ကအခုချိန်ထိဖြစ်ပွားနေတဲ့စစ်ပွဲကိုစတင်စေခဲ့ပါတယ်။ယီမင်ကဟူတီတွေကလည်းအစ္စရေးကိုစန့်ကျင်တိုက်ခိုက်ခဲ့ပါတယ်။ပင်လယ်နီ Red Sea မှာကုန်တင်သင်္ဘောတွေကိုတိုက်ခိုက်ခဲ့တဲ့ သူတို့ရဲ့စစ်စင်ရေးဟာ Hamas နဲ့ Israel ရဲ့တိုက်ပွဲကိုဆက်လက်မဖြစ်ဖို့ရည်ရွယ်ခဲ့တာပါ။ အဲ့ဒီစစ်စင်ရေးကြောင့်ဟူတီတွေဟာအမေရိကန်ရဲ့ပြစ်မှတ်ဖြစ်လာပြီး2024နဲ့2025ခုနှစ်နှစ်ခုစလုံးမှာအမေရိကန်ဥဆောင်တဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာဟူတီကောင်းဆောင်ပိုင်းရဲ့အများစုကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ဒီနေရာမှာပဲအီရန်အတွက်ပြဿနာရှိလာပါတယ်။အစ္စရေးနဲ့အမေရိကန်ရဲ့စစ်ပွဲမှာသူ့ရဲ့ကိုယ်စားလှယ်အဖွဲ့တွေကိုအားကိုးလို့မရတော့တာပါပဲ။ဒီကိုယ်စားလှယ်အဖွဲ့တွေဟာပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းအတိုက်ခိုက်ခံရပြီးအင်အားချိနဲ့တွားခဲ့ပါပြီ။ အီရက်ကရှီအာစစ်သွေးကြောအဖွဲ့တွေနဲ့ဒီ၃ဘွဲ့ကိုအီရန်ရဲ့အရှိအလေပိုင်းမဟာမိတ်တွေအဖြစ်သတ်မှတ်ထားပါတယ်။ဒီအဖွဲ့၄ဘွဲ့စလုံးရဲ့အီရန်နဲ့ဆက်ဆံရေးဟာပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းတိတိတတ်တတိုးတက်လာခဲ့ပါတယ်။သူတို့ဟာခုခံတော်လှန်ရေးမဟာမိတ်အဖွဲ့ Essex of Resistance ကိုပုံစံတူဖွဲ့စည်းထားတာပါ။ဒါပေမဲ့အဲ့ဒီမဟာမိတ်အဖွဲ့ကြီးဟာပြိုလဲနေပါပြီ။ဒီဆက်ဆံရေးကိုအရှိအလေပိုင်းကရေပဝဲ Octopus တကောင်နဲ့ပုံခိုင်းထားပါတယ်။အီရန်ကဥကောင်းအဖြစ်နဲ့ ဟာမတ်ဟစ်ဘိုလာနဲ့ဟူတီတို့ကလက်တံတွေအဖြစ်နဲ့အီရန်ရဲ့ဩဇာအာဏာကိုအရှိအလေပိုင်းမှာဖြန့်ကျက်ခဲ့ပါတယ်။အခုတော့ဒီလက်တံတွေဟာအသုံးမဝင်တော့ပါဘူး။အစ္စရေးကအော်တိုဘာလ9ရက်နေ့တိုက်ခိုက်မှုတွေနောက်ပိုင်းမှာဒီလက်တံတွေကိုတစ်ခုပြီးတစ်ခုဖျက်ပစ်နေခဲ့ပါတယ်။ဒီအချက်ကအဓိကကြပါတယ်။ရုရှားနဲ့တရုတ်တို့ကသူတို့ရဲ့မဟာမိတ်ဒုက္ခရောက်နေချိန်မှာအခွင့်အရေးကိုမြင်လို့မကူညီဘဲနေကြပေမဲ့အီရန်ရဲ့စစ်သွေးကြွကွန်ရက်ကတော့အင်အားချိနဲ့တွားပြီးကူညီနိုင်စွမ်းမရှိတော့လို့ကူညီတာမဟုတ်ပါဘူး။ ဟစ်စ်ဘိုလာကိုအရင်ဆုံးလေ့လာကြည့်ပါမယ်။ဒီအဖွဲ့မှာမကြေနပ်မှုတချို့ရှိပြီးစည်ရေးအရာလည်းအားနည်းနေပါတယ်။၂024ခုနှစ်စက်တင်ဘာလမှာအစ္စရေးဟာဟစ်စ်ဘိုလာကိုထိတ်လန့်စရာတိုက်ခိုက်မှုတစ်ခုလုပ်ခဲ့ပါတယ်။အဲဒါကတော့အဖွဲ့ရဲ့အဓိကအဖွဲ့ဝင်တချို့သုံးတဲ့ support kriya pages တွေကိုဖောက်ခွဲခဲ့တာပါပဲ။ဒီ support kriya တွေကိုဘုံအဖြစ်ပြောင်းလဲထားလို့အကျိုးဆက်ကအလွန်ပြင်းထန်ခဲ့ပါတယ်။ဟစ်စ်ဘိုလာရဲ့ခေါင်းဆောင်ဟာဆန်နက်စရာလာလည်းတေဆုံးသူတွေထဲမှာပါဝင်ခဲ့ပါတယ်။ ဒီဖြစ်ရက်အတွက် Hezbollah ကအီရန်ကိုအပြစ်တင်ခဲ့နိုင်ပါတယ်။ဒီအဖွဲ့ကိုကာကွယ်ဖို့အီရန်ဘက်ကဘာမှမလုပ်ပေးခဲ့ဘူးလို့ Hezbollah ဘက်ကဆိုပါတယ်။ Hezbollah ကောင်းဆောင်တချို့ကထောက်လန်းရေးဆိုင်ရာအားနည်းချက်တွေအတွက်အီရန်တော်လန်းရေးအဆောင်တပ်ဖွဲ့ Islamic Revolutionary Guard ကိုအပြစ်တင်ခဲ့ကြပါတယ်။ဒါကြောင့် Hezbollah ဟာဒီလိုအားနည်းချက်တွေအတွက်အီရန်ကိုကူညီဖို့ညှင်းဆန်တာလည်းဖြစ်နိုင်ပါတယ်။ဒါအပြင်အစ္စရေးရဲ့ပြောကြားချက်မှန်တယ်ဆိုရင်စစ်ရေးအရာလည်းအရင်ကလိုအင်အားမရှိတော့ပါဘူး။ အစ္စရေးက2023ခုနှစ်အော်တိုဘာလ9ရက်နေ့ကတည်းကဟစ်ဘိုလာရဲ့ဒုံးကျည်80ရာဂိုင်နှုန်းကိုဖျက်ဆီးခဲ့ပါတယ်။နောက်ပြီးဟာမတ်ရှိပါသေးတယ်။ဒီအဖွဲ့ဟာအစ္စရေးနဲ့အီရန်ကြားကတိုက်ပွဲကအခုလိုတိုက်ရိုက်မဖြစ်ခင်တုန်းကအစ္စရေးနဲ့အီရန်စန့်ကျင်ရေးတိုက်ပွဲမှာဥဆောင်သူတူဖြစ်ခဲ့ပါတယ်။2023ခုနှစ်အော်တိုဘာလ9ရက်နေ့တိုက်ခိုက်မှုကိုဟာမတ်ကစတင်ခဲ့တာဖြစ်ပြီးအစ္စရေးရဲ့တုံ့ပြန်မှုကိုအခုနှစ်နှစ်နီးပါးအထိသူကပဲအပြင်းထန်ခံခဲ့ရပါတယ်။ ါကြောင့်အီရန်ကအစ္စရေးနဲ့အမေရိကန်ကိုတိုက်ခိုက်ဖို့ဒီအဖွဲ့ကိုခေါ်လိုက်ရင် ပြဿနာရှိနေပါပြီ။ဟားမတ်စ်ဟာအရင်ကလိုအင်အားမရှိတော့ပါဘူး။အစ္စရေးကဒီစစ်သွေးကြောအဖွဲ့ရဲ့အများစုကိုဖျက်ဆီးနိုင်ခဲ့ပြီလို့ကြေညာခဲ့ပါတယ်။2024ခုနှစ်အောက်တိုဘာလမှာဟားမတ်စ်မှာတိုက်ခိုက်ရေးသမား2000ကျွဲကနေ3000ကျန်းရှိခဲ့ရာက18000ကိုတတ်နိုင်ခဲ့တယ်လို့အစ္စရေးကဆိုခဲ့ပါတယ်။နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ဒီပြောကြားချက်ကိုအငင်းပွားခဲ့ပြီးအသေးစိတ်အစီရင်ခံစာတွေအရာ အဲ့ဒီအချိန်ထိစစ်သွေးကြွ1500ပဲတည်ဆုံးခဲ့တယ်လို့ဆိုပါတယ်။လာအနေငယ်အကြာမှာ BBC သတင်းကဣသရေလဟာဟာမတ်စ်တိုက်ခိုက်ရေးသမား1000ကိုတတ်နိုင်ခဲ့ပြီလို့ဖော်ပြခဲ့ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဟာမတ်စ်ရဲ့၃ပုံ၃ပုံကနေတဝက်လောက်အထိဣသရေလကဖျက်ဆီးခဲ့ပြီးသားပါ။နောက်ထပ်လက်တံတစ်ခုဖျက်ခံလိုက်ရပါပြီ။ဟူတီတွေကလည်းအလားတူပါပဲ။ The Wall Street Journal ကထောက်ပြထားသလိုဟူတီတွေဟာပထမဆုံးကတည်းကအီရန်ရဲ့အမိန့်ကိုလုံးဝမနာခံခဲ့ပါဘူး။ သူတို့ဟာအနောက်အုပ်စုကိုစန့်ကျင်တဲ့ရည်ရွယ်ချက်နဲ့အစ္စရေးနဲ့အမေရိကန်ကိုတည်စီကျင်တဲ့စန္ဒအပေါ်အခြေခံတဲ့မဟာမိတ်တဦးသာဖြစ်ပါတယ်။ဒါပေမဲ့အကြက်အတဲကြုံလာရင်ဟူတီတွေဟာသူတို့ရဲ့ကိုကြိုးစည်းပွားကိုပဲဦးစားပေးပါလိမ့်မယ်။၂၀25ခုနှစ်အစောပိုင်းမှာဟူတီတွေဟာအမေရိကန်ရဲ့တိုက်ခိုက်မှုတံကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရတယ်ဆိုတာကိုလည်းမမေ့သင့်ပါဘူး။မတ်လကစတင်ခဲ့တဲ့ဟူတီပြစ်မှတ်တွေနဲ့ခေါင်းဆောင်တွေကိုတိုက်ခိုက်မှုတွေကခေါင်းဆောင်ပိုင်းကိုအင်အားချိနေစေပြီး စီရေးစကန်တချို့ကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ဟူတီတွေကိုအီရန်ရဲ့ကိုယ်စားလှယ်အဖြစ်မကြာခဏသတ်မှတ်ကြပေမဲ့အစ္စရေးနဲ့အမေရိကန်ကိုတိုက်ရိုက်တိုက်ခိုက်တာထက်ယီမင်မှာအာဏာရဖို့ကိုပဲပိုပြီးစိတ်ဝင်စားကြပါတယ်။သူတို့ဟာအမေရိကန်ကဘာတွေလုပ်နိုင်လဲဆိုတာကိုမီးဆန်းပြီးတာပါ။ဒါကြောင့်အီရန်ရဲ့ရန်သူတွေကသူတို့ကိုအာယုံစိုက်လာစေမဲ့ဘာကိုမှမလုပ်ဘဲယီမင်မှာအာဏာတည်ဆောက်ဖို့ကိုပဲဦးစားပေးနိုင်ပါတယ်။အီရက်ကရှီအာစစ်သွေးကြွတွေရဲ့ပါဝင်မှုမရှိတာကိုတော့အချက်နှစ်ချက်နဲ့ရှင်းပြနိုင်ပါတယ်။ပထမတစ်ခုက American City 2500လောက်ရှိနေတဲ့နိုင်ငံမှာသူတို့လှုပ်ရှားနေရလို့ပါနောက်တစ်ခုကတော့ Hezbollah ကိုဘာဖြစ်သွားလဲဆိုတာကိုမြင်ပြီးသူတို့လည်းအဲ့ဒီလိုမဖြစ်ချင်ကြလို့ပါ Shia အဖွဲ့တွေဟာအရင်က American City တွေကိုတိုက်ခိုက်မှုတွေလုပ်ခဲ့ဘူးပါတယ်ဒါပေမဲ့အဲ့ဒါတွေကစစ်ကျင်ညာတာမျိုးမဟုတ်ပါဘူး Iran ကသူ့ရဲ့ nuclear စက်ရုံတွေကိုတိုက်ခိုက်ခံရပြီးနောက် Iran မှာရှိတဲ့ American City တွေကိုပြစ်မှတ်မထားဘဲ Qatar က American Sea Scan တွေကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့တာကလည်းအထိပယ်ရှိပါတယ် ဒီမှာလဲ Hezbollah ပြည်တနာရဲ့ပစ်တင်တန်းတွေရှီယာအဖွဲ့တွေစီမှာကြားရောက်နေပါလိမ့်မယ်။ Hezbollah က Iran အတွက်တိုက်ခိုက်ခဲ့ပြီး Iran ကဘာအကူအညီမှမပေးခဲ့တာကိုသူတို့မြင်ခဲ့ကြပါတယ်။သူတို့သာ Iran မှာရှိတဲ့ American စစ်သည်တွေကိုတိုက်ရင်အလားတူဖြစ်ရက်တွေဖြစ်နိုင်ပါတယ်။အဲဒါကြောင့်သူတို့ဟာအခုချိန်ထိပြည်ပခတ်ကနေအပြင်မှာပဲနေနေကြတာပါ။ Iran ဟာအခုချိန်မှာတကူရဲရက်တီနေရတဲ့အခြေအနေကိုရင်ဆိုင်နေရပါတယ်။သူ့ရဲ့အားကိုးရတဲ့မဟာမိတ်တွေဖြစ်တဲ့ရုရှားနဲ့တရုတ်တို့ကတော့ အီရန်ကိုကူညီဖို့ထက်သူတို့ရဲ့ကိုပိုင် အကျိုးစီးပွားကိုပဲဦးစားပေးနေကြပါတယ်။အမေရိကန်နဲ့အစ္စရေးတို့ရဲ့ဖိအားပေးမှုတွေကြားထဲမှာအီရန်ဟာပုံပြီးအထီးကျန်လာပါတယ်။အရင်ကအစ္စရေးကိုတိုက်ခိုက်ဖို့အတွက်အသုံးပြုခဲ့တဲ့ကိုယ်စားလှယ်အဖွဲ့အစည်းတွေကလည်းအခုဆိုရင်အီရန်ကိုကြောခိုင်းထားကြပါပြီ။သူတို့ဟာစစ်ပွဲတန်ကြောင်းအများကြီးနာကျင်ဆုံးရှုံးထားပြီးအီရန်ကသူတို့ကိုကူညီနိုင်တဲ့စွမ်းရည်ကိုတန်တရားဝင်နေကြပါတယ်။ဒီလိုအခြေအနေမျိုးမှာ အီရန်ဟာတရုတ်ထက်ရက်တည်ပြီးအစိုးရပြိုလဲတဲ့အထီးတောင်ဖြစ်လာနိုင်တယ်လို့ခန့်မှန်းရပါတယ်။